မင်္ဂလာပါရှင်စနေရ9လမှ18ရက်9လတပတ်တာ တနင်္ဂနွေသားသမီးချင်းမေဆွေရဲ့လုပ်ကံကနေစတင်ဟောပြောပြမှာပဲဖြစ်ပါတယ်ရှင်တနင်္ဂနွေသားသမီးချင်းမေဆွေဒီတပတ်မှာအလုံးနဲ့ပတ်သက်ပြီးတော့ခက်ခက်ခဲခဲပြောဆိုရမယ့်ကိစ္စရည်လေးတွေကျွန်တော်မှာပဲဖြစ်ပါတယ်တံမိုးကြီးသောပစ္စည်းများဝင်လာဖို့ရှိနေပါတယ် မိတ်ဆွေပေါင်းစင်နဲ့ပတ်သက်ပြီးတော့ကြီးကဲသူတွေရဲ့ညူညင်တာကြီးကဲသူတွေရဲ့အပြစ်ပြောတာတွေခံရတဲ့တည်းဒါကြောင့်အကြီးကဲတွေနဲ့စကားပြောဆိုတဲ့အခါမှာသတိဝိရိယလေးနဲ့ပြောဆိုဆက်ဆံပါအိမ်မိသားစုနဲ့ပတ်သက်ပြီးတော့စိတ်ချမ်းသာစရာ၊ကြည်နူးစရာ၊ဝမ်းသာစရာတည်နေကြမှာပဲဖြစ်ပါလေ။ရဲအန်ဒီရဲ့အတိုက်ခိုက်လုံးဝမရှိပါဘူးရှင်။ အခြေအနေနဲ့ပတ်သက်ပြီးတော့ဆိတ်ရှုပ်စရာမိုးကျက်စရာတွေကြုံရတတ်တယ်။စိတ်တိုင်းမကျတဲ့အရာတွေလည်းပဲတွေ့ရမယ်။အိမ်တော်ကြီးနဲ့ပတ်သက်ရင်မိမိအိမ်တော်ဘက်အပေါ်မှာအလိုမကျတာမျိုးတွေကြုံရမှာပဲဖြစ်ပါတယ်။ကျန်းမာရေးနဲ့ပတ်သက်တော့ဘယ်လိုဆိုင်ပါ ဖြစ်တတ်တဲ့ယောဂဝေဒနာဟာခြေတော်အောက်ပိုင်းတွေကြိုက်တာခဲတာမျိုးတွေခံစားရတတ်ပါတယ်။အေးချမ်းချင်းငြိမ်းချမ်းချင်းရောက်ရှိလာတဲ့တပတ်တာပါ ဘာကြောင့်လဲဆိုရင်အလုပ်မှာအခက်အခဲရှိတယ်ပြောရဆိုတာခက်ခဲတယ်ဒို့ပေမဲ့လည်းမိမိကကြိုးစားအားထုတ်မှုနဲ့ပြောဆိုလိုက်တဲ့အခါတည်တည်ချာချာညံ့ညံ့ညော်ညော်ပြောလိုက်တဲ့အခါလွယ်ကူအစီပြေသွားပြီးတော့အေးချမ်းမဲ့နှမိတ်တွေကိုတွေ့ရပါတယ်ဝေကြီးလက်လာပါများပွန်လန်းစီမဲ့တပတ်တာပါကံအဖြစ်လေကောင်းနေပါတယ်ထီတိုကန်ဆန်းပေ ဆိုရင်တော့နှစ်တလုံးထီတိုကန်ဆန်းလို့ရပါတယ်ပူပန်စရာတွေကိုကြည့်လိုက်တဲ့အခါ မိမိအနေနဲ့အကျွေးကိစ္စတွေငွေအတွက်နဲ့ပတ်သက်တဲ့အရာလေးတွေအဲ့ဒါလေးတော့အခက်ခဲလေးရှိတဲ့တည်းရဆရာရှိတဲ့ပတ်စံဆိုရင်ခက်ခဲတယ်ပေါ့အကြံကြတယ်မရနိုင်ဘူးကိုပေးရမယ့်ကိစ္စဆိုရင်လည်းပဲစရင်အင်းနေမှားတာမလို့အဖက်နဲ့ငွေအတွက်နဲ့စကားပြောရမယ့်ကိစ္စလေးတွေဒီလိုလေးတွေရှိနေပါတယ်ဒီတော့တနည်းမနေသားသမီးချင်းမိတ်ဆွေတို့ကံထောက်ပံ့ဖြစ်စေတဲ့ရည်ရအောင်လေးဆရာမပေးချင်ပါတယ် တနင်္ဂနွေသားသမီးချင်းမိတ်ဆွေဒီတစ်ပတ်မှာပြုလို့ဆောင်ရမယ့်ရည်ရာကမိမိနေငါဖျားမှာရှောက်ယူတပကံလူတန်းချင်းဖြင့်ခက်ခဲနေသောကိစ္စရပ်များအလုံးစုံပြည့်လည်သွားပေလို့တွေ့ရပါတယ်ရှင်မင်္ဂလာပါရှင်စနေရက်9လမှ16ရက်9လတပတ်တာတနင်္ဂနွေသားသမီးချင်းမိတ်ဆွေရဲ့အလုတ်ကင်ကနေစတင်ဟောပြောပေးမှာပဲဖြစ်ပါတယ်ရှင် ဒီနေ့လာသားသမီးချင်းမိတ်ဆွေ အလုံးနဲ့ပတ်သက်ပြီးတော့ကံအခွင့်အလမ်းကောင်းတွေရရှိစေပေး အလုံးမှာပြောရဆိုရဆင်ပြေပေးရောင်းပန်းဝယ်ပန်းတွေလည်းပွင့်လန်းစေတယ်ကြီးကဲသူတွေရဲ့မျက်နှာသာပေးခြင်းကိုလည်းရရှိစေပေးလို့တွေ့ရပါတယ်တံမိုးကြီးသောပစ္စည်းရောထွက်ထက်တဲ့တော့ဂိူးဆိုင်ပေးပါမိတ်ဆွေပေါင်းသိတဲ့ပတ်သက်ပြီးတော့အကူကြီးချောင်းပန်းကောင်းတွေရဖို့ရှိနေပါတယ် အိမ်ကိစ္စနေရာဒိုင်ကိကိစ္စလေးတွေစီစဉ်တကြလေးတွေနဲ့အဆင်ပြေသွားပြီ OA နေရာဒိုင်ကိကိစ္စအိမ်ဆောက်အိမ်ပြင်တဲ့ပတ်သက်တဲ့ကိစ္စတွေအိမ်ငှားတဲ့ကိစ္စတွေအလုံးစုံပြည့်လည်သွားပြီလို့တွေ့ရပါတယ်။ဆွေမျိုးသားချင်းစီကမမျှော်လင့်တဲ့အကူအညီထောက်ပံ့ကောင်းတွေရဖို့ရှိနေပါတယ်။ရန်အန်ဒီရဲ့အနောက်ရှက်ရှိတဲ့တတိထားပါမိမိကိုချောက်ချတာမိမိကိုမကောင်းပြောတာတွေခံတတ်ပါတယ်ဒါကြောင့်မို့လို့တတိလေးထားပါတော့ ကျမကြီးနဲ့ပတ်သက်ရင်ဂရုစိတ်ပါအမြဲတမ်းခေါင်းတွေမူနောက်မူနောက်ဖြစ်နေတာမျိုးနောက်ရင်တွေတက်တက်လက်တုံနေတာမျိုးဒါလေးတွေခံစားတတ်ပါတယ်။အီချမ်းချင်းညီချမ်းချင်းရောက်ရှိလာပဲတပတ်တာပါဒီတပတ်တာကိုကြည့်လိုက်တဲ့အခါမှာစိတ်ထဲမှာအလိုမကျမှုတွေရှိတယ် နော်မကြည်ရာတွေလည်းရှိတယ်။သို့ပင်ပဲကိုလုံးလိုက်တဲ့အခါမှာလုဆောင်ချက်လေးတွေကောင်းသွားတဲ့အတွက်ကြောင့်အသိမပြုတာတွေလည်းခံရတယ်။ဒီအတွက်ကြောင့်မို့လို့ကိုသီးပျော်ရွှင်ခြင်းအဲကောင်းသောညမိတ်ကောင်းတွေရရှိခြင်းကိုယ့်စိတ်ထဲမှာကြည်နဲ့ခြင်းပီတိဖြစ်ခြင်းအဲ့ဒါလေးတွေ့ရပါတယ်။ကဲနဲ့ပတ်သက်ရင်တော့အားနေတယ်။သို့ပင်ပဲထီတိုးကန်ဆဲခြင်းနဲ့ဆိုရင်တော့၃ညတစ်လုံးထီတိုးကန်ဆဲလို့ရတယ်။ဝေးကြီးနဲ့ပတ်သက်ပြီးတော့ ရံများခြင်းစကားများခြင်းပြဿနာဖြစ်စဉ်လေးကျောင်းဝတ်တဲ့တယ်ဒါလေးကိုတော့ထူးခရင်ဆိုင်ပေးပါအားလုံးနဲ့ပတ်သက်ပြီးတော့ပူပန်းဆရာချုံတို့ပြီးကြည့်လိုက်တဲ့အခါမိခင်ကဲ့သို့အမျိုးသမီးအကြီးကြီးတွေရဲ့အကူအညီကောင်းတွေရဖို့ရှိနေပါတယ်ဒါအပြင်မိခင်ကလည်းမိမိကိုကူညီတာမျိုးလေးလည်းကျောင်းဝတ်တတ်ပါတယ်ဒီတော့တနင်္လာသားသမီးချင်းမိတ်ဆွေတို့အတွက်ကံထောက်ပံ့ပြည့်စုံတဲ့ရည်ရည်အောင်လေးဆရာမပေးချင်ပါလေ။တနင်္လာသားသမီးချင်းမိတ်ဆွေ ဒီတစ်ပတ်ပြုလုပ်ဆောင်ရမယ့်ရည်ရည်ရာကမိမိနေအိမ်ကဖျားပါ အုံတို့ခေါဆွဲတပွဲလှူဒန်းခြင်းဖြင့်ခက်ခဲနေသောအလုတ်ကင်များအလုံးစုံပြည့်နေသွားမယ်လို့တွေးရပါတယ်ရှင်။မင်္ဂလာပါရှင်။စနေရက်9လမှ18ရက်9လတပတ်တာအင်္ဂါသားသမီးချင်းမိတ်ဆွေရဲ့အလုတ်ကင်ကနေစတင်ဟောပြောပေးပါမယ်ဖြစ်ပါတယ်ရှင်။အင်္ဂါသားသမီးချင်းမိတ်ဆွေအလုတ်နဲ့ပတ်သက်ပြီးတော့အပြောင်းလဲပုံမေးအဲ့လိုပြောင်းတာဟာကောင်းသောပြောင်းလဲခြင်းလို့မြင်နေတယ်။ အခွင့်အလမ်းကောင်းများစွာရရှိစေပေတပတ်တာပါတံမိုးကြီးသောပစ္စည်းများဝင်လာဖို့ရှိနေပါတယ်မိတ်ဆွေပေါင်းသင်းနဲ့ပတ်သက်ပြီးတော့မိမိကိုအပြစ်ပြောတာတွေခံမိနောက်တစ်ခါကျတော့မိမိအပေါ်မှာမနာလိုတာတွေခံရမယ်ယူဆိုင်ပါအိမ်နဲ့ပတ်သက်တဲ့ကိစ္စရပ်များစီစဉ်မှုတွေအောင်မြင်စေတဲ့အစီအပြေပဲစိတ်ချမ်းသာမယ် ဆွေမျိုးသားချင်းစီကအကူအညီထောက်ခံကောင်းရရှိစေတဲ့အပြင်ဆွေမျိုးသားချင်းတွေနဲ့အတူခရီးထွက်ရမယ့်အရာလေးတွေတွေ့ရပါတယ်။အတိုက်ခိုက်တော့ရှိတယ်အနောက်ရှက်တော့ရှိတယ်။အဲ့ဒီအတိုက်ခိုက်အနောက်ရှက်တွေကိုစော်လွန်ပြီးတော့မှမိမိကကောင်းမွန်စေမယ့်တပတ်တာလို့တွေ့ရတယ်။အချီးနဲ့ပတ်သက်ပြီးတော့မျက်နှာအလုံးပွင့်နေတယ်ကနေအရင်ကောင်းအရင်ကောင်းနေတယ်အိမ်တော်ကြီးနဲ့ပတ်သက်ပြီးဆိုရင်မိမိအိမ်တော်ဘက်ရဲ့ဂယုစိတ်ချင်းကျင်နာခြင်း ။နောက်ငွေကြီးအကူအညီကောင်းတွေရရှိခြင်းဒီလိုလေးတွေ့ရပါတယ်။ဈာမိုင်းနဲ့ပတ်သက်ရင်တော့ခရီးဆိုင်ပါအဓိကခားလာတဲ့ဝေဒနာကိုခံစားရတဲ့။အေးချမ်းမှုငြိမ်းချမ်းမှုရရှိလာမယ့်တစ်ပတ်တောင်လို့တွေ့ရပါတယ်။ကံနဲ့ပတ်သက်ပြီးတော့ဒီတို့ကန်ဆန်းမယ်ဆိုရင်6တလုံးဒီတို့ကန်ဆန်းမှာကံအားအလွန်ကောင်းနေပါတယ်။ငွေကြီးကိစ္စနဲ့ရည်ရများ အရင်အရင်ကတည်းကခက်ခဲလာတဲ့ဒီတစ်ပတ်မှာအလုံးစုံပြည့်လည်သွားပြီလို့တွေ့ရပါတယ်။ဥပန်စရာတွေခြုံငုပ်ပြီးကြည့်လိုက်တော့ဒီရတိုက်ခိုက်အနှောင့်အယှက်တွေကြောင့်အာယုံအရန်နှောင့်ရမယ်စိတ်ရှုပ်ရမယ်။သို့ပေမဲ့လည်းကိုလုတ်တဲ့အရာတွေမှန်သမျှအဖတ်တင်မဲ့အောင်မြင်စေပဲလို့တွေ့ရတယ်။ဒီတော့အင်္ဂါသာသမီချင်းမေးဆွေတွေကန်တောက်ပန့်ပြည့်စီတဲ့ရေရာကောင်းလေးဆရာမပေးချင်ပါတယ်။အင်္ဂါသာသမီချင်းမေးဆွေမိမိနေအင်္ဂါဖျားမှာနွားနုလူတန်းချင်းဖြင့် ခက်ခဲနေသောကိစ္စရပ်များအလုံးစုံပြည့်လည်သွားပြီလို့တွေ့ရပါတယ်ရှင်။မင်္ဂလာပါရှင်။စနေရက်9လမှာ18ရက်9လတပတ်တာဗုဒ္ဓဟူးသားသမီးချင်းပြည့်စွေရဲ့အလုတ်ကိန်ကနေစတင်ဟောပြောပေးမှာပဲဖြစ်ပါတယ်ရှင်။ဗုဒ္ဓဟူးသားသမီးချင်းပြည့်စွေအလုတ်ကိန်အရန်ကောင်းနေတယ်။ အလုပ်နဲ့ပတ်သက်ပြီးတော့မိမိကအင်တာဗျူးထားတယ်အလုပ်ကမခေါ်သေးဘူးစိတ်မညစ်နဲ့တော့ဒီတစ်ပတ်မှာအလုပ်နဲ့ပတ်သက်ပြီးသတင်းကောင်းချားကိုကြားရမယ်လက်ရှိကုမ္ပဏီမှာလုပ်နေတဲ့သူတွေအယောင်းဝယ်သမားတွေလည်းပဲအလုပ်နဲ့ပတ်သက်တဲ့ကံအားလေးတွေအရန်ကောင်းတဲ့လုပ်တွေ့ရပါတယ်တန်ဖိုးကြီးသောပစ္စည်းများဝင်လာဖို့ရှိနေပါတယ်မိတ်ဆွေပေါင်းတဲ့နဲ့ပတ်သက်ပြီးတော့အဆွေပူပန်းမဲ့ကိစ္စရဲ့ကလေးတွေကျွမ်းဝမှာပဲဖြစ်ပါတယ် အိမ်နဲ့ပတ်သက်တဲ့ကိစ္စရများအချင်းပြေမေအိမ်ကိစ္စတွေစီစဉ်လိုက်တဲ့အခါမိသားစုအတွက်လည်းပံ့ပိုးနိုင်သလိုမိမိအတွက်လည်းအပြည့်အစုံအပြည့်အဝဘာပဲလုပ်လို့ဘာပဲကြံကြံအချင်းပြေပဲတပတ်တာလို့တွေ့ရတယ်။ဆွေမျိုးသားချင်းအကြီးကဲစီကအကူကြီးကောင်းအထောက်ပံ့ကောင်းမမျော်လင့်မင်းနဲ့ရရှိစေတာမျိုးတွေလည်းတွေ့ရတယ်။ရန်အနီးရဲ့တိုက်ခိုက်တော်ရှိတဲ့သတိထားပါအဲ့ဒါကမိမိရဲ့ပတ်ဝန်းကျင်လုပ်ငန်းခွင်ဒါလေးတွေဆိုင်နေတော့ အခြေအနေနဲ့ပတ်သက်ပြီးတော့ချစ်သူရှိနေပါလျက်နဲ့အခြားတယောက်ရဲ့စိတ်ဝင်စားခြင်းခံရတတ်တဲ့ပြဿနာတက်မဲ့သတိထားပါနော်။အိန်တော်ကြီးနဲ့ပတ်သက်ပြီးတော့အိန်တော်ကြီးအီချမ်းတာယာစီဘက်တပတ်တာပါ။ကျမ်းမာကြီးနဲ့ပတ်သက်ရင်တော့ခရီးဆိုင်ပါ။မြေအပူရှက်တာအနေတိုင်းလေးမှားသွားလို့ဖျားခြင်းနာခြင်းလေးတော့ရှိရနော်။အေးချမ်းချင်းငြိမ်းချမ်းချင်းရောက်ရှိလာမဲ့တပတ်တာပါမပြောလိမ့်ပဲနဲ့ဒီတပတ်မှာဝင်လာတဲ့ငွေကြီးတဲ့အထူးတန်းကြီးလောက်ရမယ်လို့လည်းတွေ့ရပါသေးတယ် ကန်နဲ့ပတ်သက်ပြီးတော့ကန်အလွန်ကောင်းပါတယ်ဒီတို့ကန်ဆန်းကျင်တယ်ဆိုရင်တော့ငါးတလုံးဒီတို့ကန်ဆန်းလို့ရပါတယ်ငွေကြီးလလာပါတယ်ရှင်လန်းပွင့်လန်းစေမဲ့တပတ်တာပါဒါအပြင်အကြီးကဲတွေကနေပြီးတော့တတိယကောင်းလေးတွေပေးတာအကြီးကဲတွေဈေးကနေပြီးတော့မှအတိမတ်ပြုတ်ခံရတာလေးလည်းတွေ့ရတယ်အလုံးနဲ့ပတ်သက်ပြီးတော့ပူပန်ဆရာကြီးချုပ်ကိုပြီးကြည့်လိုက်တဲ့အခါ စိုးရတဲ့ပူပန်မှုမျိုးဘာမှမတွေ့ရဘူးမိမိစိတ်တိုင်းကျလုံခွေတာမင်းမိမိဖြစ်ချင်တဲ့အရာလေးတွေဖြစ်ခွင့်ရပြီဆိုတဲ့တပတ်တာကိုတွေ့ရတယ်ဒီတော့ဗုဒ္ဓဟူးသားသမီးချင်းမိတ်ဆွေတို့ကဲထောက်ပံ့ဖြစ်စေတဲ့ရေရာကောင်းလေးဆရာမပေးချင်ပါတယ်ဗုဒ္ဓဟူးသားသမီးချင်းမိတ်ဆွေပြုလုပ်ဆောင်ရမယ့်ရေရာကဘုန်းကြီးတန်ဃာတော်များကိုစိတ်သားရင်းနဲ့ဆုံးတဲ့နောက်လူချင်းဖြင့်မိမိခက်ခဲနေသောတပတ်တာ ပြည်လေသွားမင်းလို့တွေ့ရပါတယ်ရှင် မင်္ဂလာပါရှင်စနေရက်9လပါ18ရက်9လတပတ်တာကြာပါပြီသားသမီးချင်းပြီးစုရဲ့လုပ်ကင်ကနေစတင်ဟောပြောပေးတော့မှာပဲဖြစ်ပါတယ်ရှင်ကြာပြီသားသမီးချင်းမိတ်ဆွေအလုတ်ကနေပြီးတော့ကံအားတွေကောင်းဖို့ပြီးတော့အလုတ်ခွန်လန်းကောင်းတွေများစွာရရှိစေတဲ့အပြင်မိမိကိုအထည်ကြီးတာလေးစားတာယုံကြည်တာမျိုးတွေကိုစံစားပဲတပတ်တာလို့တွေ့ရပါတယ်။တံမိုးကြီးပြည်စီတော့ထွက်တတ်တယ်နော်ဒါကလည်းအတုံးလိုလိုထွက်တာမျိုးဖြစ်နေပြီ။ မိတ်ဆွေပေါင်းသင်းတွေရဲ့ဆရာသမားတွေရဲ့အကူအညီထောက်ပံ့ကောင်းတွေရရှိစေမယ့်တပတ်တာပါ။အိမ်နဲ့ပတ်သက်ရင်တော့ဆိတ်ရှုပ်နေရပါလိမ့်မယ်၊မိုးချက်နေရပါလိမ့်မယ်။စီမှုသားချင်းစီကမကောင်းသောတရင်လေးတွေကိုကြားကြပါလိမ့်။ရန်အနီးရဲ့တိုက်ခိုက်လုံးဝမရှိပါဘူးရှင်။ရန်အနီးရဲ့မရှိတဲ့အပြင်ချစ်သူခင်သူပေါ်လာမဲ့တပတ်တာလို့တွေ့ရပါတယ်။ အခြေအနေပတ်သက်ပြီးတော့ဒီလိုကာလတွေမှာမိမိပြောတိုင်းမဖြစ်လုပ်တိုင်းမဖြစ်တာမျိုးဒီဇဝါတက်တဲ့အိမ်တော်ကြီးနဲ့ပတ်သက်ပြီးဆိုရင်တော့ကိုကို၌ကလည်းပဲအိမ်တော်ဘက်အပေါ်မှာစိတ်တိုင်းမချမှုအိမ်တော်ဘက်ကလည်းမိမိအပေါ်မှာစိတ်တိုင်းမချမှုဒီလိုသာဟာစာတမဖြစ်တာလေးတော့ကျွမ်းဝတ်တတ်ပါတယ် ကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့စူးစူးလုံးဝမရှိပါဘူး။ယခင်ကနေ့ကကျမ်းမာရေးခန်းစားနေရတဲ့ဝေဒနာရှင်ဆိုရင်ဒီတစ်ပတ်မှာကျမ်းမာရေးအနာနဲ့ဆင်းနေတွေ့သွားမိယောဂဗျာကေဝေးစီမဲ့တစ်ပတ်တာလို့တွေ့ရတယ်။အီချင်းချင်းငင်းချင်းချင်းတော့မရှိသေးဘူး။ဘာကြောင့်လဲဆိုတော့အလုပ်တွေနဲ့ပုံပြီးတော့မှဟိုလုပ်နေကိုကလုံးဝမယ်ဒီလုပ်လဲလုံးဝမယ်ဟိုလုပ်လေးလဲချိန်ထားတယ်။အဲ့လိုအလုပ်တွေအများများပြီးတော့ ပိုရှိနေတဲ့ခွန်အားနဲ့အလုံးနဲ့မမျှတဲ့အခါမှာစိတ်အယမ်းပင်ပန်းရတာမျိုးတွေတော့ကြုံရတတ်တယ်။ကံနဲ့ပတ်သက်ပြီးတော့ကံအားအလွန်ကောင်းနေပါတယ်။ထီထိုးကံဆန်းခြင်းနဲ့ဆိုရင်တော့ကိုယ်တလုံးကိုထီထိုးကံဆန်းလို့ရပါတယ်။အလုံးနဲ့ပတ်သက်ပြီးတော့ပူပန်စရာတွေချုပ်ကိုပြီးကြည့်လိုက်တဲ့အခါမိမိသည်အကြီးကဲတွေနောက်ဆန်တင်းရမယ်ဆိုတဲ့အရာလေးရှိနေပါတယ်။ဒီတော့ဂျာတာပရိသာသမီချင်းမိတ်ဆွေတို့ ကန်တော့ဖက်ပစ္စည်းတွေရေရီယာကောင်းလေးဆရာမပေးချင်ပါသေးတယ်။ဇာတာဝိဒာသမီးရှိမိဆွေပြုလို့ဆောင်ရမယ့်ရေရီယာကဖယားတဆူဆူသွားပြီးတော့နှင်းစီပန်၊ဆေဝိဘေးအယောင်မစူလူတန်းချင်းဖြင့်မိမိခက်ခဲနေသောတစ်ဖက်တာပြေလည်သွားပေးလူတွေ့ရပါတယ်ရှင်။မင်္ဂလာပါရှင်။စနေရက်9လမှ18ရက်9လတစ်ဖက်တာတောက်ကြတာသမီးရှိမိဆွေရဲ့အလုပ်ကိန်းကနေစတင်ဟောပြောပေးပါပဲဖြစ်ပါတယ်ရှင်။ တောက်ကြသားသမီးချင်းမေးဆွေအလုတ်တေကိုင်းတဲ့ပေါ်မေးပေါ်လာတဲ့အလုတ်တီကမိမိအတွက်ငွေကြီးအစီပြေစေတဲ့အရာလေးတွေလာစားကောင်းတာလေးတွေလုပ်ကံကောင်းတာလေးတွေကုမ္ပဏီကောင်းတာလေးတွေနေရာကောင်းတာလေးတွေဒါမျိုးတွေကိုရရှိစေမယ်လို့တွေးရတယ်။တာဝူကြီးသောပစ္စည်းဝင်လာစေမယ်တပတ်တာပါ။မိတ်ဆွေပေါင်းတဲ့ပတ်သက်ရင်ဘသူ့အမမယုံကြည်ပါနဲ့လူယုံကမိမိကိုဒုက္ခပေးဖို့ရှိနေပါတယ်။အိမ်နဲ့ပတ်သက်ပြီးတော့နောက်ဆက်အရင်တင်းရတဲ့ပူပန်နေရမယ်။ ရှင်ပြူသားချင်းနဲ့ပတ်သက်ပြီးတော့အကူအညီမရတဲ့အပြင်အပြစ်ပြောတာတွေခံရတဲ့တည်းရန်အနေနဲ့တိုက်ခိုက်လုံးဝမရှိပါဘူးမိမိကိုယ်တိုင်ကိုတူးကိုချုံပြီးတော့လုပ်နိုင်တဲ့အရေးချင်းတွေအများကြီးရရှိလာလိမ့်မယ်အချင်းနဲ့ပတ်သက်ပြီးတော့တန်းပြောက်သွားတဲ့တည်းအိမ်တော်ကြီးနဲ့ပတ်သက်ရင်တော့မိမိအိမ်တော်ဘက်ရဲ့အကြမ်းမာရေးကြောင့်ဆင်းရဲနေရလိမ့်မယ်တောက်ကြသားသမီးရဲ့ကျမ်းမာယူကြည့်တဲ့အခါမှာစူးစူးလုံးဝမတွေ့ရပါဘူးရှင် အေးချမ်းခြင်းငြိမ်းချမ်းခြင်းရောက်ရှိလာမဲ့တပတ်တာပါယခင်တော့မိမိကိုအထင်မြင်သိထားတဲ့သူတွေကစအထီးကြီးလေးစားခံရတာမျိုးလေးလေကြုံရတတ်တယ်ကဲနေပတ်သက်ပြီးတော့ကံကတော့ကောင်းပါလိမ့်ထီထိုးကန်ဆန်းခြင်းနဲ့ဆိုရင်တော့ခုနှစ်တလုံးထီထိုးကန်ဆန်းလို့ရတယ်ငွေကြေးလက်လာပါလိမ့်ရှင်လန်းမဲ့ပွင့်လန်းမဲ့တပတ်တာပါအလုံးနဲ့ပတ်သက်ပြီးတော့ပူပန်ဆရာကြီးဂျုံကုန်ပြီးကြည့်လိုက်တဲ့အခါ မိမိကိစ္စအတွက်တော့မဟုတ်ဘူးတာသမီအတွက်ဖြစ်ဖြစ်မဖြစ်သူများအတွက်ပေါ့နော်အဲ့ဒီလိုကိစ္စရဲ့ကလေးနဲ့ပူပန်နေရတာမျိုးကြုံရတတ်ပါတယ်ဒီတော့တောက်ချာတာသမီချင်းမိဆွေတွေကံထောက်ပံ့ဖြစ်စေတဲ့နေရာကောင်းလေးဆရာမပေးချင်ပါတယ်တောက်ချာတာသမီချင်းမိဆွေပြုလို့ဆောင်ရမယ့်နေရာကမိမိနေအိမ်ကဖျားမှဒိန်ချင်းလူရန်ချင်းဖြင့်ကဲကင်းနေတော့တပတ်တာအလုံးစုံပြည်နဲ့သွားမိလူတို့ရပါတယ်ရှင် မင်္ဂလာပါရှင်စနေနေ့9လမှ18ရက်9လတပတ်တာ စနေသားသမီးချင်းမေးဆွေရဲ့အလုပ်ကံကနေစတင်ဟောပြောပေးပါပဲဖြစ်ပါလေရှင်စနေသားသမီးချင်းမေးဆွေ အလုပ်နဲ့ပတ်သက်ပြီးတော့ကံအားတွေအလွန်ကောင်းနေပါလိမ့်မယ်တံမိုးကြီးတော့ပစ္စည်းတွေဝင်လာဖို့ရှိနေပါတယ်မေးဆွေပေါင်းသိရဲ့အထင်မြင်လွဲပေါင်းမှုတွေခံရတတ်ပါတယ်အိမ်နဲ့ပတ်သက်သောကိစ္စရဲ့များစိတ်ချမ်းသာစရာကြည်ညိုစရာတွေကြုံရမှာပဲဖြစ်ပါတယ် ဆွေမျိုးသားချင်းစီကမမျှော်လင့်တဲ့အကူအညီထောက်ပံ့ကောင်းတွေရဖို့လည်းရှိနေပါတယ်။ရန်အနေနဲ့တက်ခဲရှိတဲ့သတိထားပါနော်။အချီးနဲ့ပတ်သက်ပြီးတော့မျက်နှာပွင့်ခြင်းလူကြည့်လူခင်ပေါ်ခြင်းတို့တွေ့ရတယ်။အိမ်တော်ကြီးနဲ့ပတ်သက်ရင်တော့အေးချမ်းသာယာပဲအိမ်တော်ကြီးတစ်ပတ်တာပါ။ကျမကြီးနဲ့ပတ်သက်ပြီးစူးစူးရှိပါရင်ဂရုစိတ်ပါ CEO စီကန်းနေပြရမှာပဲဖြစ်ပါတယ် အေးချမ်းမှုငြိမ်းချမ်းမှုရောက်ရှိလာမဲ့တပတ်တာလို့လည်းတွေ့ရပါတယ်ကဲနဲ့ပတ်သက်ရင်တော့အားနေပါတယ်သူပြိမဲ့ဒီတို့ကန်ဆန်းခြင်းနဲ့ဆိုရင်တော့သုံးတလုံးဒီတို့ကန်ဆန်းလို့ရပါတယ်ဝီကြီးလက်လာပါတယ်ပွန်လန်းမေရှင်လန်းမေသူပြိမဲ့ဝင်လာတဲ့ဝီကြီးသည်အဖက်မတင်တာမျိုးလေးခြုံသွားတတ်တယ်အားလုံးနဲ့ပတ်သက်ပြီးတော့ပူပန်စရာတွေခြုံဖို့ပြီးကြီးလိုက်တဲ့အခါစွန့်မှုရတဲ့ပူပန်မှုမျိုးလုံးဝမတွေ့ရဘူးမိမိအနေနဲ့ ကိုကိုတိုင်းလှုပ်ဆောင်တဲ့အရာအလုံးဟာ ကို့အတွက်ဂုံတင်းကောင်းလေးတွေတိုးတက်စီမဲ့လို့မြင်ပါတယ်။ဒီတော့စနေသားသမီးချင်းမိတ်ဆွေတို့အတွက်ကံထောက်ပံ့ပြည့်စုံတဲ့ရည်ရာကောင်းလေးပြချင်ပါတယ်။စနေသားသမီးချင်းမိတ်ဆွေပြုလို့ဆောင်ရမယ့်ရည်ရာကမိမိနေအိမ်ကပြာတို့မဟုတ်စီတစုမှချီးဖြူတလက်လူရန်ချင်းဖြင့်ခက်ခဲနေသောကိစ္စရများပြည်လေသောပေးတို့တွေ့ရပါလိမ့်ရှင်။